စကိုင်းတိုင်းမုံရွာနဲ့ချောင်းမြို့နယ်အဆက်ဘုံလိုရွာမှာအော်တိုဘားလ6ရက်နေ့သတင်းကြော်လာပြညစီမီထုံဝင်ခြင်းမနေကြစေကောမရှင်တက်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေပောင်းဝင်ဒေဆုံးသူ40ကျော်လာပြီလို့ဒေသခံတွေစီကသိရပါတယ်တရင်ကျလာပြင်းနေမိထုံဝဲပြုတ်လုံနေချိန်စစ်ကောမရှင်ကဆက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးအလောင်းကောင်းနေချိန်မှာထက်မှန်ဘုံကျဲချတဲ့အတွက်အကင်းဖြစ်ပွားရမှာလူ၄၀ကျော်တေဆုံးနေပြင 60ကျော်ခြေပြက်လက်ပြက်တရားရီရရှိခဲ့တယ်လို့သိရပါတယ်။ပထမကြိမ်ကျဲချကြိမ်နေရာတွင်သေဆုံးက40ကျော်လောက်ရှိရယ်။ရဲဘော်နဲ့ပြည်သူတွေထိခိုက်သေဆုံးတယ်။ပြည်သူသေဆုံးမှုကများပါတယ်။ဒဏ်ရာရကတော့ပြင်းထန်ဒဏ်ရာရသူ60ကျော်ရှိတယ်လို့သိရတယ်လို့ချောင်းဒေတာကန်တူက ARD Times ကိုပြောပါရယ်ဆေးကွန်မရှင်ဟာဆက်တက်လေရီနဲ့ဖုံးကျဲတိုက်ခိုက်တဲ့ပြင်စီမီထွန်းနေတဲ့လူအုပ်အတွင်းကိုဆက်တနက်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ရသိရပါတယ်။အရင်လိုပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ညာရင်းချင်းနေရာတွင်တေဆုံးသူ30ကျော်ရဲ့အလောင်းကိုကောက်ယူရရှိခဲ့ပြီးအော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာတေဆုံးသူရေအတွက်ထပ်မံတိုးလာတာဖြစ်ပါတယ်။